အခက်အခဲတွေကြာကပြန်လည်ရှင်တန်ခဲ့တဲ့တဦးဒီတော်အမျိုးသမီးရာဟုစာအသားဖြူဖြူစပင်ရွှေအောင်ပြက်နေတဲ့လက်တန်းလက်နှစ်ဖက်အပြည့်ထိုးထားတဲ့တတူးတွေနဲ့အသက်50ကျော်အရွယ်ဒီအမျိုးသမီးဟာတချိန်ကဂျပန်ဒုစရိုက်ရောဂါမှာကျန်လည်ခဲ့မှုပဲတဦးဒီတော်ယာကူဇာခိုင်းဝဲအမျိုးသမီးတို့ပါသူမနာမည်ကနီရှိမူရာမာဂိုးလို့ခေါ်ပြီးလက်ရှိမှာတော့အသက်50ရှစ်နှစ်ရှိနေပါပြီသူမဟာတချိန်က ဂျပန်ယာကူဇာဂိုင်းတစ်ခုရဲ့တဦးတည်သောအမျိုးသမီးဂိုင်းဝင်ဖြစ်ခဲ့ပါတယ်။သူမကြောင့်ကိုပြောရမယ်ဆိုရင်သူမရဲ့ငယ်စဉ်ဘဝတွေကစတင်ရပါလိမ့်မယ်။အစိုးရဝန်ထမ်းအရာရှိမိသားစုကမွေးဖွားလာတဲ့ညရှိမူရာဟာအဖေဖြစ်သူရဲ့တင်းကျပ်တဲ့စည်းကမ်းတွေအောက်မှာနေခဲ့ရပါတယ်။ဒီလိုစည်းကမ်းတွေနဲ့နေခဲ့ရတဲ့ညရှိမူရာဟာသူ့ချက်ခံရမှုတွေကြာကနေလွန်မြောက်ချင်လာပြီးအလယ်တန်းကျောင်းသူဘဝမှာတဲ့သူမနဲ့ရွယ်တူလမ်းမေးကလေးငယ်တွေနဲ့ပေါင်းပြီး စိတ်ထွက်ပေါက်အနေနဲ့စိတ်တင်ရာကိုလုပ်ခဲ့ပါတယ်အထက်တန်းကျောင်းသူဘွားမှာတော့ဘိုဆိုဇိုဂူလူခေါ်တဲ့ဂျပန်လူငယ်လန်တီးရဲတွေနဲ့ပေါင်းမိပြီးလန်ပီးရံပွဲတွေမှာပါဝင်လာခဲ့ပါတယ်ဒီမအိမ်ကလည်းလူငယ်တင်းတင်းရင်စခန်းတွေကိုပို့ခဲ့ပေမဲ့စိုးစားတဲ့ဒီမကိုမထိန်နိုင်တော့တဲ့အဆုံးလက်လျှော့ခဲ့ရပါတယ်အမျိုးသမီးတရားဖြစ်ပေမဲ့လက်ရည်စရည်ရှိလာတဲ့နီရှိမူရာဟာယာကူဇာခိုင်းကိုဝင်ရောက်ဖို့ကန်ဂျမာကဖန်တီးခဲ့ပါတယ်။တနေ့မှာတင်ငကြီးပြည်သူရဲ့ရံပွဲမှာနီရှိမူရာလည်းပါဝင်ခဲ့ပြီးဒုံးနဲ့ရဲလိုက်တာကြောင့် တပတ်ဘွဲ့ကအထူးကိတ္တရာရကုန်ကြပါတယ်ဒီချိန်မှာဂျပန်ယာကူဇာခိုင်းတစ်ခုရဲ့ခေါင်းဆောင်ကနီရှိမူရာကိုစတင်တည်ထားမိလာပါတယ်နီရှိမူရာဟာအင်ငါဆင်းခဲ့ပြီးယာကူဇာခိုင်းဝင်လူငယ်တအုပ်နဲ့တွေ့ဆုံရာကနေမူရီဆွေဖြန့်မြူတာ စက်ကြီးကောက်တာလင်ကျော်ပြည်ကြီးအတွက်မိကလေးတွေကိုချိတ်ဆက်ပေးရတာတွေကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။အသက်20ရွယ်မှာတော့အမျိုးသားကင်မွန်တို့ဝစ်စုံကိုဝစ်စင်ပြီးဆာကာဇူကီထုံးတန်းကိုကျင်းပကယာကူဇာလမ်းစဉ်အတွက်သူမရဲ့ဘွားကိုယင်းဒီကြောင့်တစ္ဆာဆုပ်ခဲ့ပြီးယာကူဇာခိုင်းရဲ့ခိုင်းဝင် ဖြစ်လာခဲ့ပါတယ်။ဒီခိုင်းဟာမန်တာဖတ်မဲမူရေးစေးကိုအဓိကပြန်ပြူတဲ့ခိုင်းဖြစ်ပါတယ်။ခိုင်းထဲမှာလည်းသူမဟာမူရေးစေးပြန်ပြူတာစက်ကြီးကောက်တာလင်းပြော်ပြည်ကြီးအတွက်မိကလေးတွေကိုချိတ်ဆက်ပေးရတာတစ်ဖက်ခိုင်းရင်းနဲ့တိုက်ခိုက်တာတွေကိုလှုံ့ဆော်ရပါတယ်။ နီရှိမူရာဟာအသက်22နှစ်အရွယ်မှာလဲဆေးမှုနဲ့ထောင်ကြခဲ့ပြီးရဲတွေကသူ့မကိုပထမဆုံးအမျိုးသမီးရာဟုဆိုအဖြစ်စတဲ့အသီးမိုက်ပြုလာကြတယ်လို့ပြောပါတယ်။ဒီနေ့မှာနီရှိမူရာနဲ့သူ့ရဲ့အဖွဲ့ဟာအမားတစ်ခုအတွက်တောင်းပန်တဲ့အနေနဲ့သူ့မရဲ့ကိုယ်ပိုင်လက်သန်းကိုဖျက်တောက်ခဲ့ပါတယ်။ယာဟုဆာရဲ့ညီကြီးမှုမှာယူဘီဇွန်မဲလို့ခေါ်ပြီးအဖြစ်ကိုပေးဆက်တာတိစ္ဆာခံမှုကို ပြသရမှာလက်သန်းရဲ့ပထမအစီကိုဖျက်တောက်လေးရှိပါတယ်။ ဒီလိုနဲ့ရာဥစားဒုစရိုက်လောကထဲမှာကျင်လည်ရင်းဆယ်နှစ်ခန့်ကြာတဲ့အခါမှာနီရှီမူရာဟာမတာဖက်ဒမင်းမူရေးဆေးကိုဆွဲလန်းနေပြီးစီးရင်နောက်ဆက်တွဲတန်တွေကိုခန်းစားလာရပါတယ်။သူမအသက်30အရွယ်မှာဂိုင်းကနေထွက်ပြေးခဲ့ပြီးတီးတန့်ရက်ဒီကမူရေးဆေးတမ်းမျိုးနေခဲ့တာကြောင့်ဂိုင်းကနေထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ဒီချိန်မှာတံမဲ့ခိုင်းသားတယောက်နဲ့အိမ်တော်ကြခဲ့ပြီးတတယောက်မွေးခဲ့ပါတယ်။ဒီစီမူရာဟာပထမဆုံးအချိန်မိခင်ဆိုတဲ့စိတ်ကိုခံစားလာရပြီးတာမန်ဘွားကိုဒီဆောက်ဖို့အလို့တွေ့ရှာခဲ့ပါတယ်။ဒါပေမဲ့လည်း သူမရဲ့တတူတွေကြောင့်အလို့တခုမှမရခဲ့ပါဘူး။ဒါကြောင့်မဲသူမဟာဒူးစိန်လောကတဲကိုပဲနောက်တစ်ချိန်ပြန်လဲဝင်ရောက်ခဲ့ရပြန်ပါလေ။ဒုတိယသားဖြစ်သူကိုမွေးဖွားချိန်မှာတော့ခင်မိုးဖြစ်သူနဲ့နီရှီမူရာတို့ရဲ့ဆက်ဆံရေးဟာစိုးဝါလာခဲ့ပြီးတရားဝင်ကွာရှင်းလိုက်ပါတယ်။ဒါနှစ်ယောက်ကိုလည်းခင်မိုးဖြစ်သူကခေါ်သွားပါတယ်။ဒီချိန်မှာသူမဟာအသက်40ခန့်ရှိနေပြီဖြစ်ပြီးရွေးချယ်စရာမရှိတော့တဲ့အစုံဒူးစိန်လောကတဲကိုပဲထပ်မံဝင်ရောက်ခဲ့ရပြန်ပါတယ်။ထောင်ပြည်လုံးနှစ်တွေမှာဂျပန်ဆိုရရဲ့ဒူးစိန်နေနေရေးဥပဒေတွေကြောင့် ယာကူဇာဂိုင်းတွေပြိုကွဲသွားကြပါတယ်ဒီထဲမှာနီရှီမူရာရဲ့ဂိုင်းလဲပါဝင်ပြီးဂိုင်းကောင်းဆောင်အားလည်းမူယူဆေးအလိုမင်းဆွဲလန်းနေခဲ့ပါတယ်ဒီဂျင်နီတွေကိုစိတ်ပြက်လာတဲ့နီရှီမူရာဟာသူမအသက်50ခန်းအရွယ်မှာယာကူဇာဘွားကိုအပြီးတိုင်းစွန့်တော့ခဲ့ပါတယ်လက်ရှိမှာတော့ငင်းကြမ်းတဲ့ဘွားအသက်မှာနေထိုင်နေပါပြီ နီရှိမူရာဟာယာကူဇာခိုင်းဝင်ဟောင်းတော်ဦးဖြစ်သူမစ္စတာဖူဂျီမိုတိုရဲ့အကူအညီနဲ့ကိုဂျင်ဂိုင်းလို့ခေါ်တဲ့ကူညီကစဲရေးအဖွဲ့တစ်ခုကိုဦးဆောင်လုပ်ကိုင်နေပါတယ်။ဒီဘွဲကယာကူဇာခိုင်းဝင်ဟောင်းတွေထောင်ကလွတ်လာသူတွေဝူယီစီဆွေးနေသူတွေအတွက်နေရာထိုင်ခင်းစားစရာနဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေပေးတဲ့အဖွဲ့ဖြစ်ပါတယ်။နီရှိမူရာဟာမြို့သားတွေကကြီးစိုးနေရရတဲ့ခေတ်ကာလမှာဆက်ရှားပပအဒီမတ်ပြုခံခဲ့ရတဲ့တအူးတွင်သောယာကူဇာခိုင်းဝင်ရဲ့မြို့သမီးတို့ပါ။ဒီမှာကို မျိုးသမီးဖြစ်တဲ့ဆိုတဲ့အတွက်ပြိုင်မဲ့ခိုင်းသားတွေကလောင်မြောင်ကြတယ်။အဲ့ဒါကိုကျမအရင်စိတ်ဆိုးမိတယ်လို့ AFP သတင်းဌာနနဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။ကျမကယာဟူစာတယောက်အနေနဲ့အတိအမှန်ပြုစေခြင်းခဲ့တယ်။ဒါကြောင့်ယောက်ျားတယောက်လိုစကားပြောတဲ့အောင်ကြည်တတ်အောင်တိုက်ခတ်တတ်အောင်တင်ယူခဲ့ရတယ်လို့ဤရှိမူရာကပြောပါတယ်။ကျမကဆိုးခဲ့ပါတယ်။ဒါပေမဲ့အခုအခါမှာတော့ကျမဟာလမ်းမှန်မှောက်ကောင်းကောင်းရောက်နေပြီးတခြားသူတွေအတွက်အကျိုးရှိရှိလှုပ်ဆောင်နေတယ်ဆိုတဲ့အတွေ့အကြုံက ကျမကိုယုံကြည်မှုတွေပေးနေပါတယ်လို့ AFP သတင်းဌာနကဖြေကြားခဲ့ပါတယ်။လက်ရှိမှာတော့နေရှိမူရာဟာဂျပန်နိုင်ငံဂီဖူးမြို့ကတိုက်ခိုက်ခြင်းတွေတစ်ခုမှနေထိုင်ရင်းသူမရဲ့လက်ကျင်ဘွားကိုခေချင်းစွာနဲ့ဖျက်ဆီးနေပါတယ်။အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် Knowledge Hub ကို follow ထားနိုင်ပါတယ်။